Hello ဒီနေ့တော့စတင်နေတူတူ hack care လောက်ကြရဲနဲ့သပင်ကြွတာတွေပေါက်ထရာတွေနဲ့ပျက်စီးဆန်တာတွေစရူးလိုကောက်ထားတဲ့သူတွေအတွက်ဘလို့ပျက်စီးလေးတွေကို city trying ဖြစ်နေလဲဆိုတာကိုဒီဗီဒီယိုထဲမှာအတူတူကြည့်ကြမယ်နော်။ City ကခေါင်းမလျှော်ခင်တညအလိုမှာဆိုရင် hair oil လေးတွေ hair coat လေးတွေကိုလိမ့်ပြီးတော့နှက်ထားလေးရှိတယ်။ပြီးတော့ shampoo လုံးဝမသုံးခင်ရေလုံးဝမထိခင်မှာသပင်ကိုရှင်းနေအောင်လို့ဒီလို BJ လေးတွေဒီလိုတက်သားပြီးလေးတွေနဲ့အရင်ဆုံးဖိပေးခြင်းကသပင်ကြွတာကိုတတ်တာစေပါတယ်။ဒါလေးနှစ်ခုကတော့ city pre shampoo အဆင့်မှာပေါ့နော်။သုံးနေ စ္စည်းနှမျိုးပါတစ်ခုကတော့ scalp hair tonic ပေါ့နော် D3 နဲ့ scalp hair tonic ဖြစ်ပြီးတော့နောက်တစ်ခုကတော့ scalp water scaler ဖြစ်ပါတယ်ဒီနှစ်ခုကိုဘာအတွက်သုံးတာလဲဆိုရင်တော့ဒါကစရိရဲ့ဥရပြအတွက်ကိုပဲတည်တံ့သုံးပေးတာပါနှစ်ခုလုံးကဥရပြ၆တွေ့ရာတွေပြီးရင်ဘောက်ရန်ထတာတွေအတွက်ပြီးတော့သပင်တန်ဆွမ်းဖို့သပင်ကျွတ်တာကိုရောနှဲစေဖို့အတွက်စရိအရင်ဆုံးရှမ်ပူမသုံးခင်မှာ hair tonic လေးကိုလည်းဖြန်းပေးတယ်ပြီးတော့ water scaler လေးကိုဥရပြလမ်းကြောင်းအလိုက်ပေါ့နော်သပင်ခွဲကြောင်းအဓိက ကျဲတဲ့နေရာတွေကို5မိနစ်လောက်ထားလို့ရအောင်လို့အရင်ဆုံးထည့်ပေးတယ်ပြီးတော့ရင်တော့ 3D ရဲ့ဒီ silicone brush လေးနဲ့နှံ့သွားအောင်လို့ သပင်ကို blend လုပ်လိုက်ပြီးတဲ့အခါမှာခဏလေး9မိနစ်လောက်ညက်ကလေးနဲ့ညှက်ထားပြီးတော့စီးထားလိုက်ပါတယ်။အဲဒီအချိန်မှာတော့ဆွေဒီမျက်နှာကို double cleansing နဲ့သွားတိုင်းမျက်နှာတက်တာတွေလုပ်ပါတယ်။ဆွေဒီကသပင်ကျွတ်တတ်အောင်သပင်ကိုရေပြည့်ဝလောင်းပြီးတော့မှ shampoo ကိုစသုံးပါတယ်။ပြီးတော့ရေကိုသုံးတဲ့အခါမှာလည်းကိုယ်အရန်လက်မအေးအောင်နွနွတူတူပမာဏလည်းဖြစ်အောင်အသင့်တင်ချိန်ပေးဖို့လိုပါတယ်။အရန်ပူတဲ့အခါမှာလည်းသပင်ပေါက်ထတာတွေစံသား6တွေ့တာတွေဖြစ်တတ်ပါတယ်။ပြီးတော့ဆွေဒီက shampoo ကို2ခေါက်သုံးပါတယ်။အဓိကသပင်ရဲ့အညစ်ပတ်ဆုံးအပိုင်းကဥရ ေနဲ့အနီးကပ်ဆုံးအပိုင်းဖြစ်တဲ့အတွက်ကြောင့်ဥယျာဉ်ပြားကိုပဲဆူရီယာတေချာတန်ရှင်းရေလုပ်ပေးတယ်။အဖျားကရှမ်ပူများများထည့်ရင်ဖွာသွားတာတွေကျန်သွားတာတွေနှစ်ခွဖြစ်တာတွေဖြစ်တတ်တဲ့အတွက်ကြောင့်ပါ။ဒါလေးကတော့ Studio Hair Salon တစ်ခုကနေ Professional သုံးနေပေါ့နော် Keratin and Pro အနေနဲ့ညွှန်ပြလိုက်တဲ့ပစ္စည်းလေးပါ။ Studio လိုသပင်ပျက်စီးရတဲ့သူတွေ၊သပင် ကောက်ထားတဲ့သူတွေ၊သပင်အရောင်ဆိုးထားတဲ့သူတွေအဖျားဖွာလန်ကျဲနေတဲ့သူတွေအတွက်ဒီဟာလေးကအရန်ကို ကောင်းပါတယ်။ဆူရီအနေနဲ့ဆိုရင်တော်တော်လေး highly recommend ပေးပါတယ်။ပြီးတော့သူက တဘူးချင်းစီကို15မီလီဘူးလေးတွေဖြစ်တဲ့အတွက်ကြောင့်စိုက်တဲ့နေရာကိုလွယ်လွယ်ကူကူတည်သွားလို့ရတယ်ပြီးရင်ရေနဲ့1 by 1အချိုးဆက်ပြီးသွားတာနဲ့ cream type လေးဖြစ်သွားပြီးတော့သပင်အတွက်လိုအပ်တဲ့ protein treatment တွေကိုဒီ5မိနစ်ကနေပြီးတော့7မိနစ်လောက်အတွင်းကိုဖြစ်စီပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ ampoule လေးကိုဒီ conditioner အနေနဲ့က rinse အနေနဲ့က treatment အနေနဲ့ရောဒီတစ်ခုလည်းတုံးရင်လုံလောက်တဲ့အတွက်ကြောင့်အရန်ကိုသဘောကျပါတယ် dryer နဲ့အချောက်ခံတဲ့အဆင့်မှာလည်းဒီတုံးတဲ့ စ္စည်းလေး၅မျိုးရှိပါတယ်။တရားကသပင်ရဲ့ဒီ၃ပုံ၂ပုံလောက်ခြောက်သွားတဲ့အချိန်မှာတပုံလောက်စုံနေတဲ့အချိန်မှာ၃တဲ့ပစ္စည်းလေးတွေကိုစတီပြပြပါမယ်။ဒီ protein and folate ရဲ့ဒီ morimo က damage hair care ပေါ့နော်အဲ့ဒါလေးရဲ့ curly hair အတွက်သုံးတဲ့ဟာလေးပါ။နောက်ပြီးတော့ hair coat မှာဆိုရင်တော့ဒီ၄မျိုးကိုစတီသုံးပါတယ်။အခုကတော့သပင်အဖျားကိုနည်းနည်းလေးကောက်ထားတဲ့အတွက်ကြောင့်ဒီနှမျိုးကိုစီဒီအသုံးများနေပါတယ်။ ဒီအနီရောင်လေးကသပင်ကောက်သားကိုပို့ပြီးတော့ပြောင်ပြောင်လေးဖြစ်နေအောင်လို့ care လုပ်ပေးတယ်။သပင်ကောက်ထားတဲ့အခါမှာကြမ်းပြီးတော့နှစ်ခွတွေမဖြစ်အောင်လည်းသူကကာကွယ်ပေးတယ်။နောက်တစ်ခုကတော့ Morimo Morimo ကတော့သပင် damage care ကိုပဲအဓိကလုပ်ပေးတယ်။သပင်ဖြောင့်ထားတာဖြစ်စေကောက်ထားတာဖြစ်စေသပင်အယောင်ဆိုးထားတာဖြစ်စေပျက်စီးနေတဲ့သပင်ဘယ်ဆန်သားမဆိုသူ့ကိုသုံးလို့ရပါတယ်။ဆိုဒီကတော့ဒီနှမျိုးမှာဆိုရင်ဒီ Morimo လေးကိုကျတော့ဖြောင့်နေတဲ့နေရာလေးပေါ့နော်။အဲ့နေရာလေးကိုသပင်မပြတ်ထွက်အောင်ဆန်သားလေးတွေတောင့်တင်းပြီးတော့ ိုင်မာတန်ဆွမ်းနေအောင်လို့လိမ့်ပေးတယ်။အဖျားကိုကြတော့ကောက်ထားတဲ့နေရာကိုခုနကအနီအောင်ဘူးလေးကိုဆွတီလိမ့်ပါတယ်။အဲ့ဒါကတော့သပင်ကောက်သားလေးပို့ပြီးတော့ပေါ်ပေါ်လင်းလင်းဖြစ်နေအောင်ပုံသွင်းထားစရာမလိုဘဲနဲ့ကောက်သားလေးလှနေအောင်လို့လုပ်တဲ့အခါမှာသုံးပေးပါတယ်။ပြီးရင်တော့ final dryer လေးကိုအပီးထီအကုန်လုံး6အောင်ထီကိုသပင်တေချာပုံသွင်းပြီးတော့မှုပ်ပေးလိုက်ပါတယ်။ dryer လေးမှုပ်ပြီးပြီးပုံလဲသွင်းပြီးပြီးဆိုရင်တော့စွတီရဲ့ hair coat လေးနှစ်မျိုးကိုပြပါမယ်။ဒါလေးက essence health cup လေးပေါ့နော်။သူကတော့စွတီအဖျားလဲလဲလို့ရတယ်အရင်လဲလဲလို့ ့ရတယ်ဒါပေမဲ့ဆူတီကတော့သူ့ကို scalp လေးအနေနဲ့ပဲလိမ့်တယ်ဘာလို့လဲဆိုတော့တခြားဟဲကုတ်လေးလဲလဲတဲ့အခါမှာဆူတီကသပင်စီးသွားတတ်တယ်ပေါ့နော်ဒါပေမဲ့ဒီအဖိုသေးက essence လေးကလုံးဝသပင်စီးကတ်ချင်လုံးဝမရှိဘူးဥယျာဉ်ပြောင်းလိမ့်လိုက်လို့ရှင်လဲသူက scalp ထဲကိုပဲစိတ်ဝင်သွားတာအယမ်းမြန်ပြီးတော့နောက်နေ့မနက်ဆိုတန်းပြီးတော့သပင်စီးသွားတာမျိုးလုံးဝမဖြစ်ဘူးအဲ့တော့ကြောင့်ဒါလေးကိုဆူတီကအရင်ဝင်သုံးပေးတယ်ပေါ့နော်နောက်ပြီး Laurel ကတော့သူကပျော့ပျော့လေးဖြစ်ချင်တယ်သပင်အပြားနှက်ခွမဖြစ်အောင်သပင်တန်ဆောင် shiny ဖြစ်အောင်လို့ပေါ့နော် shiny နဲ့ smooth ဖြစ်အောင်လို့ဆူတီအပြားတွေကိုလိ င်းပါတယ်။နောက်ပြီးတော့ဆိုဒီဒီလိုမျိုးဖဲသားခေါင်းပေါင်းလေးကိုညာဘက်ဆွတ်ပြီးတော့အိတ်တယ်။အဲ့ဒါကတော်တော်လေးသပင်ကျွတ်တာကိုတတ်တာစီပါတယ်။အဲ့လိုလေး try ကြည့်ပါ။ဒီလိုမျိုးပဲသပင်အရန်ကျွတ်တဲ့ပြဿနာကြုံတွေ့နေရတဲ့သပင်အရန်ပေါက်ထိုက်ပြဿနာကြုံတွေ့နေရတဲ့ဆိုရင်ဒီလိုမျိုး step by step စိတ်ရှိရှိလေးနဲ့ hair care treatment လေးတွေတစ်ပတ်ကိုတစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်လောက်ကြည့်ဖို့အတွက်အကြံပြုချင်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye ။